မိတ်ဆက်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာအခုလိုအရှင်နေမျိုးမှာမိမိအိပ်ပျော်နေတဲ့အချိန်မှာတော့ငလင်လှုပ်ခဲ့ရင်မိမိဖုံးကအလိုအလျောက်အတန်ထမိပြီးအဆက်ပေးအောင်ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်ခင်ဗျာပထမဆုံးအနေနဲ့မိမိရဲ့ဖုန်း setting တွေကိုဝင်ပေးလိုက်ပါ okay setting တွေကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ကဒီအပေါ်ကဒီ man blue ပုံစံလေးကိုနှိပ်ပြီးတော့မှကျွန်တော်တို့ဒီ search bar မှာကျွန်တော်တို့အဲဒီ ဘယ်လိုမျိုးရိုက်ပြီးတော့မှရှာပေးရမှာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ EAR TH ပေါ့နော် ERTH အဲဒီမှာပေါ့နော် Aquatic Alert ဆိုပြီးတော့မှပေါ်လာတယ်အဲဒီမှာ Aquatic Alert ဆိုတဲ့ဟာလေးရှိရပေါ့နော်အဲ့ဒီတဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ okay ဒီတဲ့ကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော် aqua alert ဆိုတာရှိရပေါ့နော် aqua alert ဆိုတာထဲကိုထပ်ပြီးတော့မှကျွန်တော်တို့ဝင်ပေးရမှာပဲဖြစ်ပါတယ် โอเคဒီတက်ကိုရောက်သွားပြီဆိုတော့ရှင်တော့ဒီမှာပေါ့เนาะအဒီမှာငလင်လောက်တယ်ဆိုလို့ရှင်ကျွန်တော်တို့ရဲ့ဖုန်းကဒီအလိုလျောက်ထပြီးတော့မှ MB ပေးမယ်ဆိုတာကိုသူကဒီပုံစံလေးနဲ့ပြနေရပဲဖြစ်ပါတယ်အိုကေအဒီကောင်လေးပေါ့เนาะဒီကောင်လေးကအခုလိုမျိုးပိတ်နေတာပိတ်နေမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးတကယ်လို့ဒီမိတ်ဆွေဒီဖုန်းကပိတ်နေရဆိုလို့ရှင်ကျွန်တော်တို့ကဒီကောင်လေးကိုကျွန်တော်တို့ကဖွင့်ပေးလိုက်ရမှာပဲဖြစ်ပါတယ်အခုလိုမျိုးဖွင့်ထားရဆိုလို့ရှင်เนาะကျွန်တော်တို့ရဲ့ဒီဖုန်းကငလင်လောက်ပြီဆိုလို့ရှင်ကျွန်တော်တို့ရဲ့ဒီဒီဖုန်းကနေပြီးတော့မှအလိုလျောက်ဒီအတန်မြည်လာမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီပေါ့เนาะအိတ်နေရဆိုရင်တော့မှသူကဒီအတန်ထပြီးတော့မှမြည်ပေးမှာ ပဲဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီ aqua alert ကိုကျွန်တော်တို့ကတကယ်လို့ရှာပြီးတော့ရှာလို့မတွေ့ဘူးဆိုလို့ရှင်တော့ကျွန်တော်တို့အဲ့ဒီမိမိတို့ရဲ့ဒီဖုန်း setting တွေကဒီပေါ့နော် safety and emergency ဆိုတဲ့ထည့်ကိုကျွန်တော်တို့ဝင်ပေးလိုက်ပါအဲ့အဲ့ဒီထဲမှာအခု alert ဆိုတာရှိရပါတော့အဲ့အဲ့ဒီထဲကိုဝင်ပြီးတော့မှလုတ်ပေးရမှာပဲဖြစ်ပါတယ်အဲ့ okay အဲ့နောက်ထပ်တနေ့ကိုကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါမယ် โอเคနောက်တစ်တဏီကပါလဲဆိုတော့ကျွန်တော်ဒီမှာပေါ့နော် aqua app ဆိုတာလေးပေါ့နော် aqua app ရဲ့အကြောင်းကိုတော့ကျွန်တော်ကျွန်တော်ရဲ့ဒီအရင်ဗီဒီယိုမှာလည်းကျွန်တော်တင်ထားပေးပါတယ်အဲ့ဒီတော့အဲ့ဒီ aqua app ထဲမှာလည်းကျွန်တော်တို့အဲ့လိုမျိုးကျွန်တော်တို့ရဲ့ဒီပေါ့နော်ငလင်းလောက်တာနဲ့ဒီ node လာပြီးတော့မှပေါ်အောင်ကျွန်တော်တို့လုတ်ပေးလို့ရပါတယ်အဲ့ဒီတော့ကျွန်တော်တို့ခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ share ရဲ့ setting တွေကိုဝင်လိုက်ပါ အဲသူကဒီ location permission တော့ကျွန်တော်တို့ပေးထားပေးမှရပါမယ်အဲဒီ location permission ကိုကျွန်တော်တို့ along all the time ကိုကျွန်တော်တို့နှိပ်ပြီးတော့မှပေးပေးလိုက်ပါပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အပြင်ကိုပြန်ထွက်လိုက်အပြန်ထွက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ map blue ပုံစံလေးကိုနှိပ်အဲနှိပ်ပြီးတော့မှကျွန်တော်တို့ဒီမှာပေါ့နော် origin ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီမှာပေါ့နော်အဲဒီဒီထဲမှာကျွန်တော် ship video မှာလည်းကျွန်တော်ပြောထားတယ်ပေါ့နော်အဲအဲ့ဒီထဲမှာကျွန်တော်တို့မြန်မာကိုရွေးပေးရမှာပဲဖြစ်ပါတယ် okay ဒီမှာပေါ့နော်ကျွန်တော်အဲဒီမှာပေါ့နော်အဲဒီမြန်မာဆိုတာကိုကျွန်တော်ရွေးပေးလိုက်ပါပြီရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်တက်ဖီးရမှာကျွန်တော်တို့အဲဒီမှာပန်နီယန်နေဟာကိုကျွန်တော်ကြည့်ချင်တာလေပေါ့နော် အဲကျွန်တော်ကြိုက်တဲ့အရက်ကိုအဲလောက်ခဲ့တဲ့ဒီပေါ်တော့ရက်ကိုကျွန်တော်ဒီမှာ၂ရက်နေအဲ၂ရက်နေရနေပြီကျွန်တော်ဒီ၃အဲပေါ်၃ရက်နေဒီအဖေနေရာမှာလောက်ခဲ့တယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာအဲဒါဆိုရင်တော့အဲဒီမှာပေါ့နော်ဒါတွေကျွန်တော်မြင်ရတာဖြစ်ပါတယ်အဲအဲ့ဒီမှာကျွန်တော်တို့ကကျွန်တော်တို့ဒီပေါ့နော်ဒီ Atlant ကိုအဲဘယ်လိုမျိုးပေးအောင်လုပ်ပေးရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီညာဘက်အပေါ်တော်ကဒီ SL 30ကိုကျွန်တော်နှိပ်ပေးလိုက်အဲပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ setting နဲ့ကိုဝင်ပေးလိုက်ပါ โอเคဒီထက်ကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့เนาะအဲဒီမှာ notification type ရှိရဲအဲအဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီမှာပေါ့เนาะအဲဒီဒီဟာကိုပဲကျွန်တော်တို့ရွေးထားပေးလိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာပေါ့ minimum ပေါ့เนาะ minimum အဲဒီဘလောက်ပေါ့เนาะအပြင်အားလည်းလောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအချက်ပေးပေးရမယ်ဆိုတာကိုသူကရွေးခိုင်းတာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကအဲဒီမှာပေါ့เนาะအဲဒီမှာ3.0အဲတက်ပြင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီဖုန်းမှာအလက်လာပေးဖို့အတွက်ကျွန်တော်ကတော့ရွေးထားပေးတာဖြစ်ပါတယ်အဲပြီးတော့ကျွန်တော်တို့အရေးကြီးတာတစ်ခုကကျွန်တော် notification setting ဆိုတာရှိရပေါ့เนาะအဲ့ဒီ notification notification setting တွေကိုဝင်လိုက်ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေရာမှာတော့အားလုံးကျွန်တော်ဖွင့်ထားပေးဖို့လိုအပ်ပါတယ်ဒါမှသာလေကျွန်တော်တို့ရဲ့ဖုန်းကအတန်ထပြီးတော့မှမြည်ပြီးမှာပဲဖြစ်ပါတယ်အဲအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာအဲဒီငလင်းတန်းကလည်းအားလုံးပဲအဲဒီကင်းဝေးကြပါစေလို့ဆုတောင်းပေးပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါဦးเนาะ